Thank <laughs> you. မင်္ဂလာပါ။ຫນွေဥညမ2025ခုနှစ်ဇွန်လ25ရက်နေ့စောင်းပါအစီအစဉ်မှာကြိုဆိုလိုက်ပါတယ်။ကျွန်တော်တောက်ကြပါ။မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရသည်စီးလုံးညီညွတ်သောအစိုးရမဟုတ် Myanmar's National Unity Government isn't a unity government ။ဒီကနေ့မှာတော့ဆရာသိမ်းမော်ဘာသာပြန်ရေးသားထားတဲ့မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရသည်စီးလုံးညီညွတ်သောအစိုးရမဟုတ်ဆိုတဲ့စောင်းပါကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ ဖေရှားခံခဲ့ရတဲ့ NLD အစိုးရအဖွဲ့ဝင်များနဲ့ NUG တို့ရဲ့နီးကပ်စွာပေါင်းစည်းနေမှုကနိုင်ငံအတွင်းမှာရှိတဲ့များစွာသောလက်နက်ကိုင်အဖွဲ့များကိုအဝန်အဝိုင်းတစ်ခုတည်းအောက်ကိုရောက်ရှိမလာနိုင်ရန်တားဆီးနေပါတယ်။ Andrew Nakhanson The Diplomat ဇွန်လ17ရက်2025ခုနှစ်မြန်မာနိုင်ငံရဲ့စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်ကအာဏာသိမ်းပြီးစနောက်ပိုင်းလများအတွင်းမှာ အန်အားသင့်ပွဲရာတန်တမန်ရေးအရာအောင်မြင်မှုများကိုရရှိခဲ့ပါတယ်။အာနာသိမ့်မှုကြောင့်ဖေရှားခံခဲ့ရတဲ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနဲ့ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ NUG ကရွေးကောက်တင်မြောက်ခံရခြင်းလည်းမရှိကြဲကြဲပြန့်ပြန့်လက်ခံမှုလည်းမရှိတဲ့စစ်အုပ်စုနဲ့စန့်ကျင်ခြားနားမှုကိုပြသပြီးမိမိတို့ကိုယ်ကိုနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်ကာလန့်ရှိကြပုံဖော်လာခဲ့ပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံတန်အမတ်ကြီးကအာနာသိမ့်မှုကိုပယ်ချခဲ့ပြီးနောက်ပိုင်းမှာ NUG နဲ့ပူးပေါင်းခဲ့ပြီး ကိုလတမကမှာစစ်အုပ်စုရဲ့ကိုစားပြုမှုကိုစန့်ကျင်ညှင်းပယ်ရမှာ NUG ကကူညီခဲ့ပါတယ်။အရှိတောင်အရှနိုင်ငံများအဖွဲ့ ASEAN မှာမြန်မာနိုင်ငံကို NUG သို့မဟုတ်စစ်တပ်မြေသူကကိုစားပြုသည်ဆိုတာကိုအဖွဲ့ဝင်နိုင်ငံများအကြားဘုံသဘောတူညီမှုမရရှိခြင်းကြောင့်နှစ်ဖက်စလုံးကိုညှင်းပယ်ထားခဲ့ပါတယ်။ထို့တော့တွင်းထဲမှာ NUG ကိုမြန်မာနိုင်ငံမှာရှိတဲ့လူအများကစိတ်အားထက်သန်မှုနဲ့ကြိုဆိုခဲ့ကြပါတယ်။တို့ရမှာတော့နိုင်ငံရေးအရာတရားဝင်ဖြစ်မှုက ပြည်တွင်းစစ်ရဲ့ရလက်အပေါ်မှာများစွာမိတည်နေပြီးပြည်တွင်းစစ်ကလည်းအချိန်တိုအတွင်းမှာ တိုင်းပြည်ကိုလွှတ်မိုးသွားခဲ့ပါတယ်တီထောင်ပွဲစည်းပြီး၄နှစ်အကြာမှာ NUG အနေနဲ့၎င်းတို့ရဲ့အဓိကတာဝန်ဖြစ်တဲ့စီးလုံးညီညွတ်သောအစိုးရဖြစ်ရေးမှာအောင်မြင်အောင်လှုပ်ဆောင်ဖို့ပြက်ကွက်နေခဲ့ဒီမှာထင်ရှားလာပါတယ် NUG ကိုမူလအစကမြန်မာနိုင်ငံမှာစစ်တပ်အုပ်ချုပ်မှုကိုစန့်ကျင်နေတဲ့အစုအဖွဲ့အသီးသီးကိုပေါင်းစည်းပေးနိုင်မဲ့အဖွဲ့အစည်းအဖြစ်ယူဆခဲ့ကြပေမဲ့ထို့သို့ဖြစ်ရမယ့်အစား မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD အစုအဖွဲ့တစ်ခုတည်းရဲ့စက္ကန့်သူအဖြစ်ရှုမြင်လာခဲ့ကြပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့နိုင်ငံရေးရန်နယားဖြစ်တဲ့ NLD က2020ခုနှစ်ရွေးကောက်ပွဲမှာအကြီးအကျယ်ပြန်လည်အနိုင်ရရှိခဲ့ပြီးရင်းကြလက်များကိုစစ်တပ်ကအသိအမှတ်မပြုဘဲကြီးကြီးမားမားမဲလိန်လည်မှုဟုတဲ့မူမမှန်တဲ့အတိတ်ပဲမဲ့စင်ကြီးပေးမှုကိုစုပ်ကင်လာခဲ့ပါတယ်။ NLD ကိုလူကြိုက်အလွန်များခဲ့စဉ်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ပြင်းထန်တဲ့ဝေဖန်မှုများကိုရရှိခဲ့ပြီး စစ်တပ်နဲ့တိုင်းရင်းသားလူနည်းစုများအကြားပဋိပက္ခများစွာမှာဗမာကြီးစိုးတဲ့ NLD ပါတီကစစ်တပ်ဘက်မှဗက်လိုက်မှုရှိတယ်လို့ဆွဆွဲခဲ့ကြပါတယ်။တိုင်းရင်းသားလူနည်းစုများဦးဆောင်တဲ့ Federal ပြည်ထောင်စုအတွက်ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အချို့ကိုလည်း NLD ကညှင်းဆန်ခဲ့ပြီးပြည်내နဲ့တိုင်းမြောက်မှာ၎င်းတို့ကိုယ်ပိုင်ဝန်ကြီးချုပ်များရွေးချယ်권ရရှိဖို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ဆောင်မှုကိုလည်း NLD ကညှင်းပယ်ခဲ့ပါတယ်။အဲ့ဒီလိုအခြေအနေများကြားမှာ NUG ကိုဖွဲ့စည်းတဲ့အခါ ုံမွေ၍ပါဝင်နိုင်ခွင့်ရရှိစေဖို့အတွက်အထူးတလဲကြိုးစားကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များကိုထည့်သွင်းခန့်အပ်ခဲ့ပါတယ်။ဒို့ရမှာတော့ဒီတစ်ချက်ထဲနဲ့ NUG ကိုစစ်မှန်တဲ့စီးလုံးညီညွတ်သောအစိုးရတရက်ဖြစ်တယ်လို့ဆိုရမှာတော့မလုံလောက်မဖြစ်နိုင်သေးပါဘူး။စီလုံးညီညွတ်သောအစိုးရလိုမကြာခဏရည်ညွှန်းလေးရှိတဲ့လက်ရှိမလေးရှားနိုင်ငံအစိုးရအဖွဲ့အတွင်းမှာနိုင်ငံရေးပါတီ၃ခုမှကိုယ်စားလှယ်များပါဝင်ပြီး အားလုံးစုပေါင်းလျက်အစိုးရအဖွဲ့နဲ့လွှတ်တော်အတွင်းမှာမဟာမိတ်အဖြစ်ဖွဲ့စည်းထားပါတယ်။ NUG မှာမတူညီတဲ့နိုင်ငံရေးအုပ်စုများနဲ့ချိတ်ဆက်မှုများရှိနေတဲ့ကိုယ်စားလှယ်များပါဝင်နေခဲ့ပေမဲ့လည်းအစိုးရအဖွဲ့စည်းများကို၎င်းရဲ့အဝန်အဝိုင်းအောက်မှာညွန့်ပေါင်းအဖွဲ့တစ်ခုအဖြစ်ရှိလာစေဖို့အတွက်တော့လှုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ဥပမာအားဖြင့်ဒုတိယကာကွယ်ရေးဝန်ကြီးနိုင်ကောင်းရွတ်ကမြန်မာနိုင်ငံမှာတပ်တန်းအစီအစဉ်တိုင်းဒေသလက်နက်ကိုင်အဖွဲ့များထဲမှတစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သက်ပါတီ NMSP ရဲ့ဗဟုကော်မတီဝင်ဟောင်းနဲ့ဗိုလ်မှူးကြီးဟောင်းဖြစ်ပါတယ်။တို့ရမှာတော့မွန်ပြည်သက်ပါတီဟာ NUG ရဲ့အစိတ်အပိုင်းသို့မဟုတ်လက်အောက်ခံအဖွဲ့အစည်းတစ်ခုတော့မဟုတ်ပါဘူး။အာနာသိမ့်မီနောက်ပိုင်းမှာမိမိအနေနဲ့ကာလရှည်ကြာရက်တီလာခဲ့ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြတဲ့မွန်ပြည်သက်ပါတီနဲ့ကရင်အမျိုးသားအစည်းအရုံး KNU တို့အပြင်အာနာသိမ့်မှုနောက်ပိုင်းမှာပေါ်ထွက်လာခဲ့ပြီးများသောအားဖြင့်လူနည်းစုတိုင်းရင်းသားများနဲ့ဖွဲ့စည်းထားတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF နဲ့ပါထဲထဲဝင်ဝင်ရှိနေခဲ့ပါတယ်။အဲ့ဒီအဖွဲ့၃ဖွဲ့စလုံးကသူတို့ကိုသူတို့ NUG ရဲ့လက်အောက်ခံသို့မဟုတ် NUG ရဲ့အစိတ်ပိုင်းများအဖြစ်ထက် NUG နဲ့ရော်ရဲတဲ့မဟာမိတ်ဖွဲ့မှုအဖြစ်သာရှိနေတယ်လို့ကြည်မြင်ကြပါတယ်။အခြားတိုင်းသားလက်နက်ကိုင်အဖွဲ့များမှ NUG နဲ့အတိုက်အတာတစ်ခုထိပို၍ပင်ဝေးကွာစွာရှိနေကြပါတယ်။စစ်အုပ်စုကိုအစားထုတ်ဖို့အတွက်ဗဟုကြတဲ့ခုခံတော်လှန်ရေးအဖွဲ့တစ်ခုရှိမနေခြင်းကနေမြေတစ်ခုအတွင်းမှာစစ်တပ်ကိုတွန်းထုတ်လိုက်တဲ့ ၎င်းကိုလက်နက်ကင်အဖွဲ့အမျိုးမျိုးတို့နဲ့အစားထိုးလိုက်ခြင်းဖြစ်ပြီးထိုအချက်ကမတူညီတဲ့အုပ်ချုပ်သူများရဲ့အောက်မှာတိုင်းပြည်ကိုတကွဲတပြားစီရှိလာစေလိမ့်မှာဖြစ်ပါတယ်။ NUG ဖွဲ့စည်းစဉ်က NLD အနေနဲ့တိုင်းရင်းသားလူနည်းစုအဖွဲ့များကိုဆွဲဆောင်စည်းရုံးဖို့ပုံမကြိုးပမ်းလှုပ်ဆောင်နိုင်တဲ့အခွင့်အရေးများရရှိခဲ့ပါတယ်။တို့ရမှာတော့ဝင်ကြီးနေရယာဒူးများအားလုံးနေပါကအထူးသဖြင့်ပို၍အေးပါတဲ့ယာဒူးများက NLD လွတ်တော်ကိုယ်စားလှယ်များထံကိုရောက်ရှိသွားခဲ့ခြင်းက NLD မှာရခင်ကကဲ့သို့ပင်အတိတ်ပဲရှိတဲ့အာနာခွဲဝေပေးလိုတဲ့စိတ်ဆန္ဒဆက်လက်၍ရှိမနေခြင်းကိုညွန်ပြနေပါတယ်။တရကအားဖြင့်ကာကွယ်ရေးဝန်ကြီးယာတူးဟာစစ်တပ်ကိုစစ်စုနှင့်များစွာကြာတိုက်ပွဲဝင်အတွေ့အကြုံရှိတဲ့မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုကိုပေးအပ်တဲ့အထင်ရှားယာတူးတစ်ခုဖြစ်ပါတယ်။အဲ့ဒီလိုဖြစ်ရမယ့်အစားထိုယာတူးမှာစစ်ပတ်အတွေ့အကြုံနောက်ခံမရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တအူးထံကိုရောက်ရှိသွားခဲ့ပါတယ်။ဒုတိယကာကွယ်ရေးဝန်ကြီးယာတူးကို မွန်ပြည်သစ်ပါတီဝင်တဦးကိုပေးအပ်ခဲ့ပေမဲ့လည်းလက်တွေ့မှာတော့လုတ်ပိုင်ကွင်းအာဏာအနှင်းငယ်မျှသာရှိပြီးအဆိုပါခန့်အပ်မှုကိုအသွင်တရံအရလှုပ်ဆောင်မှုတစ်ခုအဖြစ်သာရှုမြင်တယ်လို့ထိုအဖွဲ့ရဲ့အဖွဲ့ဝင်တဦးကပြောပြခဲ့ပါတယ်။ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရရှိမှုရဲ့လုတ်ပိုင်ကွင်းပေးမှုအပေါ်အခြေခံပြီး NUG အစိုးရအဖွဲ့ကိုမိမိတို့အလိုကျလွှမ်းမိုးမှုဖြင့်ဖွဲ့စည်းခွင့်ရှိတယ်လို့ NLD ကခန်းစားနားလည်ခဲ့ပုံရပါတယ်။ထိုအချက်မှာ တည်ငြိမ်တဲ့ဒီမိုကရေစီဝန်ကျင်ရှိတဲ့အနေအထားမျိုးအတွက်နားလည်လက်ခံနိုင်ပေမဲ့လည်းနိုင်ငံရေးပါတီတစ်ခုအဖြစ်လက်နက်ကိုင်အဖွဲ့များရဲ့ပံ့ပိုးမှုအပေါ်ကိုမိခိုနေရတဲ့ NLD အတွက်တော့ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်ကာလမျိုးမှာရေရှည်မဟာပြူဟာအရယခုကဲ့သို့ရွေးချယ်ကျင့်သုံးမှုကိုတော့မပြုတင်ပါဘူး။ဒါအပြင်၎င်းတို့ရဲ့လုတ်ပိုင်ခွင့်ကို2020ခုနှစ်ရွေးကောက်ပွဲကပေးအပ်ထားတယ်လို့ NUG ကအခိုင်အမာပြောဆိုမှုကလည်းလွဲချော်နေပါတယ်။အမှန်မှား လွတ်တော်မှာရွေးကောက်တင်မြှောက်ခြင်းမခံရတဲ့25ရာခိုင်နှုန်းသောအစုအဖွဲ့ကိုစစ်တပ်ကရရှိနေတဲ့အချက်ကတိုင်းဒေသပါတီများကိုမဲပေးခြင်းဖြင့်မဲကွဲသွားစေမယ့်အစားတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်တပ်ကိုအနိုင်ယူနိုင်မဲ့ပါတီတစ်ခုတည်းကိုသာပုံအောမဲပေးဖို့မဲပေးသူများကိုလှုံ့ဆော်တိုက်တွန်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ NLD အနေနဲ့တိုင်းဒေသလူနည်းစုများကြားမှာကြေကြေပြန့်ပြန့်ထောက်ခံမှုကိုရရှိနေပေမဲ့လည်းစစ်မှန်တဲ့ဒီမိုကရေစီအခြေခံဥပဒေအောက်မှာကျင်းပတဲ့အမှန်တကယ်လွတ်လပ်တဲ့ရွေးကောက်ပွဲမှာတော့ ၎င်းရဲ့အောင်မြင်မှုအတိုင်းအတာကပုံမှု၍ညှော့နှဲသွားနိုင်ပါတယ်။အခြားတစ်ဖက်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုရန်ဆန္ဒမရှိကြပါဘူး။အများစုကဖက်ဒရယ်အစီအစဉ်ကို NUG နဲ့မြေကဲသို့လှုပ်ဆောင်သွားမည်ဆိုသည်ကိုအသေးစိတ်ဆွေးနွေးရန်ညှင်းဆိုခဲ့ကြပြီးယခုအချိန်ဟာခက်ခဲတဲ့နိုင်ငံရေးမေးခွန်းများကိုဖြေရှင်းရန်ထက်စစ်မြေပြင်မဟာပြူဟာကိုဂရုစိုက်ရမယ့်အချိန်ဖြစ်တယ်လို့တောက်လျှောက်ပြောဆိုနေခဲ့ကြပါတယ်။ရှိလာမယ့်နိုင်ငံရေးအစီအစဉ်အတွက်ထုတ်ဖော်ပြောဆိုမှုများကြောင့် မဟာမိတ်များအကြားမှာသဘောထားကွဲလွဲမှုများကိုဖြစ်ပေါ်လာစေနိုင်သည့်မှန်ပေမဲ့လည်းနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအတွက်တိကျတဲ့မူပေါင်းအချို့ကိုချမှတ်ရန်ကလည်းအရေးကြီးဒီမှာအမှန်ပင်ဖြစ်ပါတယ်။ဖေဗူအရီလအတွင်းအပြည့်မထွက်ပဲအပြန်အလှန်ပြောဆိုဆွေးနွေးမှုများအတွင်းမှာ NUG နဲ့အဓိကကြားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကဖက်ဒရယ်စနစ်နဲ့ပတ်သက်တဲ့ကြီးညာချက်များကိုအပြန်အဆိုင်ထုတ်ပြန်ခဲ့ကြပါတယ်။ NUG ရဲ့ထုတ်ပြန်ချက်အပေါ်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ချင်းပြည်နယ်မှာရှိတဲ့အဖွဲ့နှစ်ခုအနက်တစ်ခုဖြစ်တဲ့ချင်းညီနောင်အဖွဲ့တစ်ဖွဲ့ကသာလက်မှတ်ရေးထိုးခဲ့ပါတယ်။စေအိုစုစန့်ကျင်ရေးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး၄ဘွဲ့ကလက်မှတ်ရေးထိုးထားတဲ့ဒံပြန်ထုတ်ပြန်ကြေညာချက်မှာတော့ဘဝချုပ်ကင်မှုစနစ်နဲ့အစိုးရအဆက်ဆက်ကစေစုနဲ့ခုနှစ်ခုကျော်တိုင်တည်ရှိနေတဲ့နှဆိုင်သောနိုင်ငံရေးပြဿနာများကိုမဖြေရှင်းနိုင်ရုံမကနောက်ဆက်တွဲပုံမှုရှုပ်ထွေးတဲ့ထက်ဆင်ပြဿနာများကိုဖြစ်ပေါ်စေသည်မှာပကတိအရှိတရားပင်ဖြစ်တယ်လို့တတိပေးထားပါတယ်။စစ်အာဏာရှင်ချုပ်ငြင်းရေးအတွက် အတူတကွတော်လန်တိုက်ပွဲဝင်နေကြတဲ့တိုင်းရင်းသားအဖွဲ့အစည်းများအနေနဲ့တော်လန်ရေးကာလကြားကာလမှစတင်ကအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာဗဟုချုပ်ကင်မှုစနစ်အစ်တတဖန်ပြန်လည်အားကောင်းလာစေမယ့်ဗဟုအခြေပြုဖက်ဒရယ်စနစ်ကိုလက်ခံကျင့်သုံးသွားမှာမဟုတ်ကြောင်းနဲ့ပြည်내အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေးအခြေခံချင်းကပ်မှုဖြစ်တာတိုင်းပြည်ကိုပြန်လည်တည်ဆောက်သွားနိုင်ရေးကြိုးပမ်းသွားမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာအပ်ပါသည်လို့ဖော်ပြထားခြင်းကအ NUG ရဲ့ Federal အမြင်ကိုအတိအလင်းညှင်းပယ်လိုက်ပုံရပါတယ်အဖြစ်မှန်ကတော့ Federal Democracy ကိုအာဏာသိမ်းပြီးနောက်ပိုင်းလှုပ်ရှားမှုအတွက်ကြွေးကြော်တန်စကလုံးအဖြစ်သုံးစွဲနေပေမဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုကမီယိုဖလာ Federal အစီအစဉ်ကပေးစွမ်းနိုင်သည့်ထက်များစွာကျော်လွန်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိမဲ့အဆင့်ကိုလိုလားနေကြပါတယ်။ပို၍အစိုးမြင်တဲ့အထိပ္ပယ်ဖွင့်ဆိုချက်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကမြည်သည့်အနာဂတ် Federal အစိုးရထံကိုမဆိုပြန်လည်အနံ့ရန်မရည်ရွယ်တဲ့ နေမည်များကိုတင်ပိုက်နေစဉ်အတွင်းနိုင်ငံရေးဆွေးနွေးမှုများကိုရှောင်ရှားရန်အတွက်ရည်ရွယ်ချက်ရှိရှိအချိန်ဆွဲနေခြင်းဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက Federal စနစ်နဲ့ပတ်သက်ပြီးဆွေးနွေးမှုများကိုတော်လှန်ရေးပြည်သည့်အထိစောင့်တင်တယ်လို့ပြောဆိုနေမည်ဖြစ်ပေမဲ့လည်းစစ်အုပ်စုရှုံးနိမ့်သွားမဲ့တခုတည်းသောတိကျအချိန်မျိုးကမရှိနိုင်ပါဘူး။တချိန်တည်းဖြစ်ရမယ့်အစားရခိုင်ပြည်နယ်မှာအာရခတတ်တော် AA ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကချင်ပြည်နယ်ဒေသများမှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ကရင်ပြည်နယ်ဒေသများမှာကရင်အမျိုးသားအစည်းအရုံး KNU ချင်းပြည်နယ်မှာချင်းလက်နက်ကိုင်အဖွဲ့နှစ်ခုနဲ့ကရင်ပြည်နယ်ဒေသအများပြားမှာတော့ကရင်အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တို့ကစစ်တပ်ကိုအသီးသီးတွန်းထုတ်လျက်မတူညီတဲ့ပဋိပက္ခဖြစ်ပွားရာဒေသများမှာမတူညီတဲ့အချိန်ကာလများ၌သိမ်းပိုက်လာကြလိမ့်မှာဖြစ်ပါတယ်။ စေအိုစုစန့်ကျင်ရေးအတိုင်းဝိုင်းအတွင်ပြောဆိုရမှာလူကြိုက်များမှာမဟုတ်ပေမဲ့လည်းမြန်မာနိုင်ငံဟာအကွဲအကွဲအပြားအပြားဖြစ်လာနေပါတယ်။ဘ ഹു အစိုးရရဲ့အခွင့်အာဏာကဆုတ်ယုတ်လာနေပြီးလစ်လက်သွားတဲ့နေရာများမှာမတူကွဲပြားတဲ့ဒေသဆိုင်ရာအာဏာပိုင်များကအစားထိုးဝင်ရောက်လာနေက၎င်းတို့ကိုအတူတကွဖြစ်လာစေမဲ့ဘ ഹു ကြတဲ့အဖွဲအစည်းမရှိဖြစ်နေပါတယ်။ NUG အနေနဲ့တချိန်ကဤဘ ഹു အဖွဲ့ဖြစ်ဖြစ်တည်လာဖို့ရည်မှန်းထားခဲ့ပေမဲ့အဲ့ဒီလိုဖြစ်ရမယ့်အစား ဒေတာဆိုင်ရာအာဏာပိုင်အဖွဲ့တစ်ခုအဖြစ်သာယက်တီလာနိုင်ခဲ့ပြီးအခြားသောလက်နက်ကိုင်အဖွဲ့များထက်တိတိတတ်တာနေပါတဲ့နေမီအကျေအဝန်းကိုသာထိန်းချုပ်ထားနိုင်တဲ့အဖွဲ့တစ်ခု ဖြစ်နေပါတယ်။ခုခံတော်လှန်မှုတစ်ခုလုံးအတွက်ဗဟုမညီနိုင်ရေးအဖွဲ့တစ်ခုရှိမနေခြင်းကစစ်တပ်အတွက်လိုက်ရောမှုအနေငယ်ဖြင့်တီးခြားစီအပြစ်ခတ်ရက်စေးရေးလှုပ်ဆောင်နိုင်ဖို့စစ်တပ်ကအမြဲတမ်းအသာစီရရှိနေခဲ့တဲ့ပဋိပက္ခကိုတကွဲတပြားဖြစ်သွားစေရန်ပိုင်းခြားပြစ်မဲ့အခွင့်အလန်းကိုပေးအပ်နေကြပါတယ်။ ဘေကျင်းကနေဆက်ဖြတ်တန်းရနေရာများကိုပိတ်ပစ်ခြင်း၎င်းတို့ရဲ့နေမြေများကိုပိတ်ပို့နေတဲ့လျှက်စစ်နဲ့အင်တာနက်ဆက်သွယ်မှုများကိုဖြတ်တောက်ခြင်းနဲ့၎င်းတို့ရဲ့တီးခြားနယ်ပယ်များအဖြစ်လေပတ်ရက်တည်ရန်မဖြစ်နိုင်စေရန်အခြားအစီအမံများကိုလှုံ့ဆော်ခြင်းစတဲ့တရုတ်နိုင်ငံရဲ့ကြီးမားတဲ့ PR ပေးမှုအောက်မှာရင်းရင်လာတဲ့ MNDEA နဲ့ TNLA တို့ကစစ်တပ်နဲ့အပြစ်ခက်ရက်စေးရေးကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ KNDF နဲ့ KNU တို့ဟာလည်း ်မြန်မာနိုင်ငံအရှိတ်အဝါမှာရှိတဲ့ထိုင်းနိုင်ငံကအလားတူဖိအားပေးခြင်းကိုခံနေကြရပြီးမြင်မြကြအောင်ထိန်းထားနိုင်မည်ကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးအကယ်၍စိတ်ဆက်ဆွေးနွေးမဲ့အဖွဲ့များပုံမှန်များပြလာပါက NUG အနေနဲ့နေမည်အကျယ်အဝန်းအ ਨੇ စုံနဲ့တပ်ဖွဲ့အ ਨੇ စုကိုသာကုတ်ကဲနေတဲ့အဖွဲ့ဖြစ်သည့်အပြင်စစ်တပ်ကညှိနှိုင်းလိုတဲ့စံတအ ਨੇ စုံရှိတဲ့အဖွဲ့အစည်းလည်းဖြစ်တဲ့အတွက်ပူ၍ပင်အားနည်းချက်ရှိလာမှာဖြစ်ပါတယ်စစ်မှန်တဲ့စီးလုံးညညတော့အစိုးရတရက်ပေါ်ထွန်းလာရေးကိုထိခိုက်စေမှုအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ NLD နှစ်ဖက်စလုံးအပေါ်ကိုအပြစ်တင်နေကြပေမဲ့လည်း NLD NUG မှာထိုကိစ္စအအတွက်တန်တရားဖြစ်เสียမလို့အောင်ပင်အဆိုးရွားဆုံးဖြစ်နေပါတယ်။ NLD NUG ရဲ့နိုင်ငံရေးလှုပ်ရှားမှုကစစ်အုပ်စုလုံးဝပြုတ်ကျရေးအပေါ်မှာမူတည်နေပေမဲ့လည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက်ကတော့၎င်းတို့ရဲ့ကြမ်းတမ်းသောမြင်မျက်နှာတွင်ပြင်ကြောင်းပြန်လည်ရယူရန်ခက်ခဲတဲ့နေဆက်ဒေတာများမှစစ်တပ်ကိုနှင်ထုတ်လိုက်ရန်သာလိုအပ်နေပါတယ်။ GNU ကဲ့သို့သောအချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ စေအုစုကိုဖြုတ်ချရင်ဂရိကဝတ်ပြမှုကပို၍စစ်မှန်မှုရှိပေမဲ့လေ၎င်းတို့ရဲ့လှုပ်ရှားမှုကလန်းဆုံသွားပြီးဟုခံစားရပါက၎င်းတို့အနေနဲ့နေမြေချဲ့ထွင်မှုကိုနောက်ဆုံးမှညှိနှိုင်းလက်ခံသွားမိတာဖြစ်ပါတယ်။ထိုကဲ့သို့သောအခွင့်အရေးနဲ့အာတာမှုကတော့ NUG မှာရှိမနေပါဘူးခင်ဗျာ။မူရင်းရေးသားသူ Myanmar's National Unity Government isn't a unity government written by Andrew Nakensam the diplomat published on June 11 2025ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်အတွက်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနယံတရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူထုဘက်ရက်တီချင်းတရင်အစ်စ်အမှန်ຫນွေဦးနယံ